အားလုံးပဲမင်္ဂလာပါကျွန်တော်မော်ဒုခပါနှက်ခတ်တွေရဲ့စိတ်နေစိတ်ထားအကျင့်စရိုင်းပြပြင်ရမယ့်အချက်များကိုကျွန်တော်တင်ပေးခဲ့ပြီဖြစ်တယ်မိတို့နှက်ခတ်ကိုမတိသေးတဲ့သူတွေကျွန်တော်လှင့်ချထားပေးမယ်တွားရောက်ကြည့်စုလိုက်ပါနှက်ခတ်တွေအကြောင်းကိုကျွန်တော်တင်လိုက်တာကြည့်စုသူများကတိန်းနဲ့ချီပြီးကြည့်စုတဲ့သူကတယောက်ချီစီကိုကျွန်တော်ကြည့်တင်ပါရခင်ဗျာဒီနေ့မှာတော့နှက်ခတ်လိုက်အိမ်နောက်ဘက်ယူနီကိုတင်ပေးမှာဖြစ်ပါအခုနောက်ပိုင်းမှာအိမ်နောက်ကွဲတာတွေကများလာပါတယ်မိမိလက်ထက်မဲ့သူဤဇာတာကိုတိုက်စစ်တာတွေလုံးဝမလွတ်ကြတော့ဘူးကျွန်တော်မြင်ပါတယ်အရင်ကလူတွေကလက်ထက်တော့ ယ်ဆိုရင်ဇာတာတိုက်စစ်တာတွေလှုပ်ပြီးမှဘာတွေပြင်ဆင်ရမလဲဘာတွေသတိထားရမလဲဘယ်လိုရည်ရည်တွေခြေထားသင့်လဲဆိုတာကိုကြိုတင်ပြင်ဆင်လေးရှိပါတယ်အခုနောက်ပိုင်းလူငယ်များကချစ်ကြရင်ယူလက်ကြတာများပါတယ်ဇာတာတိုက်စစ်ဖို့မပြောနဲ့မင်္ဂလာဆောင်ရင်တော့မှအခါကြွေးတာတွေလုံးဝမလိုကြတော့ဘူးအားတဲ့တည်းဆောင်လိုက်ကြတာဒါကြောင့်ပဲအိမ်တော်ကွဲလာတာတွေများတယ်လို့ကျွန်တော်ကမြင်ပါတယ်ကဲကျွန်တော်ကပေးစီနေပြီလူရင်းကိုပြောကြရအောင်နှက်ခတ်ပညာရလူနှက်ခတ်အချင်းချင်းအိမ်တော်ပြုလို့ရပါလူတွေရဲ့သဘောကအကြောင်းကျိုးကို ုစဉ်းစားနိုင်စွမ်းရှိကြပါတယ်။တိုင်းတိုင်းမပြင်းလဲရှိကြပါတယ်။ဒါကြောင့်လူအချင်းချင်းလက်သက်အိမ်အောင်ပြုရင်အဆင်ပြေပါတယ်။စီးပွားတက်တယ်လို့လည်းဆိုကြပါတယ်။ဒါမှမဟုတ်တိုင်းပြင်းမှုလည်းမရှိဘူး။လှုပ်ချင်တာလှုပ်နေမယ်။မာနတွေထောင်လွှားနေရင်တော့ဒီအိမ်အောင်ရေးကလုံးဝအဆင်ပြေမှာမဟုတ်ဘူး။လူနှက်ခတ်ပိုင်စင်နဲ့နှက်နှက်ခတ်ပိုင်စင်ကအိမ်အောင်ဖက်မယ်ဆိုရင်ဖက်လို့ရပါ အေးချမ်းမယ်လို့လည်းဆိုပါတယ်။လက်ဆိုတဲ့မျိုးကနှုတ်ညက်ပြီးစိတ်တဘောထားကောင်းတဲ့သဘာဝရှိပါတယ်။ဒီတွေ့ထဲမှာလူဆိုတဲ့မျိုးကအကြောင်းကျိုးစဉ်းစားအားကောင်းတဲ့သူတွေဖြစ်သောကြောင့်နှက်ပိုင်စင်တွေကဘယ်ကိစ္စမဆိုအကြောင်းကျိုးညီညွတ်ပြီးအစေနောက်ညီတော်စကားများကိုပြောသင့်ပါတယ်။မဟုတ်ရင်အဆင်ပြေမှာမဟုတ်ပါဘူး။လူနှက်ခတ်နဲ့ဘလူနှက်ခတ်ကလုံးဝအိမ်တော်မပြုတ်သင့်ပါဘူး။ကွဲတက်တယ်လို့ဆိုပါတယ်။မဟုတ်ရင်တက်တက်လုံးစိတ်ဆင်းရဲကိုဆင်းရဲနဲ့နေရတတ်ပါတယ်။ဘလူဆိုတဲ့မျိုးကစိတ်ကြံကိုကြံရှိပြီးတက်တက်မမြတ်လည်းရှိပါတယ်။ ော့စိတ်ကြည်တာစိတ်မစေတာမျိုးအမြဲတမ်းလိုလိုဒေါသထွက်နေတာမျိုးတွေမထင်ရင်မထင်တယ်လို့မျိုးပြုလို့တတ်တော့ကြောင်းအိမ်နောက်ရေးမှာစိုးကျိုးတွေဖြစ်လာတတ်ပါတယ်ကျွန်တော်ပြောတဲ့အချက်တွေကိုဘလူးနက်ခတ်ပိုင်စင်က ပြည့်ပြည့်နိုင်မယ်ဆိုရင်တော့အိမ်နောက်ရေးကံကောင်းနိုင်ပါတယ်နက်မခတ်ပိုင်စင်နဲ့ဘလူးနက်ခတ်ပိုင်စင်ကအိမ်နောက်ဖတ်မယ်ဆိုရင်ဖတ်လို့ရပါတယ်ကောင်းကျိုးရှိတယ်အဆင်ပြေတယ်လို့ဆိုပါတယ်နက်ဆိုတဲ့မျိုးကနူးညံ့တယ်ဘလူးကကြမ်းတမ်းတယ်ဒါကြောင့်စိတ်ချင်းကလောကတဲ့မှာမဟုတ်ဘူးနက်နက်ခတ်ပိုင်စင်တွေကတီးခတ်နိုင်ရင်တော့အဆင်ပြေမှာဖြစ်ပါတယ်နက်နက် ်ခတ်ပိုင်စဉ်ချင်းချင်းအိမ်အောင်ဖက်မယ်ဆိုရင်ဖက်လို့ရပါတယ်စိတ်ချင်းရမှာနုညက်တာသူတော်ကြောင့်အသက်စီမယ်ကျမ်းမာမယ်စီးပွားရေးအဆင်ပြေမယ်လို့ဆိုပါတယ်အလှူဒန်းကိစ္စတွေမှာစိတ်တူကိုယ်တူလှူဒန်းရလိမ့်မယ်ဘလူးနက်ခတ်ချင်းချင်းအိမ်အောင်ပြုရင်ရပါတယ်ဂုံတင်းကြော်စောမယ်စီးပွားရေးအလုပ်ကိုင်းတွေအဆင်ပြေမယ်လို့ဆိုပါတယ်တခုရှိတာကအကျင့်စရက်ချင်းတူကြတယ်ထက်မြက်ချင်းလည်းတူကြပါတယ်ဒါကြောင့်မို့မာနတွေပြိုင်နေတို့ကတော့အဆင်ပြေမှာမဟုတ်ပါဘူးမိတ်ဆွေတို့တိထားရမှာကဒီနေ့ကအပေါ်ရန်တက်တက်ဖြစ်ပါတယ်အကောင်းဆုံး နီးကနှက်ခတ်ပေတဲ့နဲ့ဇာတာတိုက်စစ်တာတွေလုပ်ကြည့်ပါဇာတာတိုက်စစ်ရဲ့နှစ်ယောက်စလုံးရဲ့ခုနှစ်တွေလတွေရက်တွေဝင်းတွေတွေလိုပါတယ်ပြီးတော့အမိမွေးတဲ့ဇာတိလည်းလိုပါတယ်အတိအကျတိရပါမယ်မဟုတ်ဘူးဆိုရင်ဇာတာတိုက်စစ်လို့လုံးဝမရပါဘူးကြောင်မိတ်ဆွေများသိချင်တာများရှိရင် comment မှာချက်လောက်ရေးလာခဲ့ပြီးပါကျွန်တော်အားရင်အားလိုမျိုးပြန်ပြေးပေးမှာဖြစ်ပါအခုလိုမျိုးမအားတဲ့ကြားကနေကြောက်ဗီဒီယိုကိုအစားကနေဆိုလိုက်ကြည့်ပေးတဲ့အတွက်တယောက်ကြည့်စီကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြောင်မိတ်ဆွေများသဘောအဖေးကနေကင်းကြပါစေစိုးရိမ်မှန်တယ်များလည်းကြောက်ကြပါ ါစေယောဂမန္တမြလည်းပျောက်ကင်းကြပါစေအန္တရာယ်မန္တမြလည်းကင်းကြပါစေကိုယ်စိတ်နှစ်ပါးချမ်းသာကြပါစေအတက်စီစွာနေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာအခုကျွဲပြီးအမြင်သားနဲ့ဝေမျှခြင်းရှေ့ခြင်းပြကုတို့ယူလိုက်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်ကျောင်းမေစီတွေပျော်စင်တော့မိသားစုဘဝတွေပိုင်းဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါမယ်